ဆင်းရဲဒုက္ခတွေကြုံတဲ့အခါမှာ depression မဖြစ်ဖို့စိတ်ထက်မကြဘူးစိတ်သက်သာရရတဲ့နိလန်းနေနဲ့တွေးရမယ်မြတ်စွာဘုရားပေးထားတဲ့ general point ကတော့ဘာတုံးဆိုလို့ရှိရင်ဘယ်အရာမှမမြဲဘူးတဲ့တခဏပဲဆိုတဲ့အတွေးလေးနဲ့သိခံပါဆင်းရဲတဲ့အတိုင်းအတာတစ်ခုကိုအဲ့ဒါနဲ့ခုခံကာကွယ်ထားသည့်အတွက်ကြောင့်ကိုယ်စိတ်တတ် depression ဖြစ်တယ်ဆိုတာမရှိဘူးစိတ်ဓာတ်တွေနှိမ့်ကျသွားတာမျိုးမရှိဘူးလေခုခံနိုင်တယ်အေးချမ်းသာဒုက္ခနဲ့တွေ့လာလို့ရှင်လေလူတွေကဘဝင်မြင့်ပြီးအောက်ခြေလွတ်တတ်တယ်အဲ့ဒါလို့မဖြစ်ရအောင်လည်းပဲခုနကအေးချမ်းသာတယ်ဆိုတာလဲထာဝရမဟုတ်ဘူးတခဏမျှသာဖြစ်တယ်လို့မှန်ကန်တဲ့အတွေ့အလေးတွေနဲ့တွေးပြီးတဲ့အခါမှာကိုယ့်ရဲ့စိတ်ဓာတ်ရင်းရိုင်မှု မရှိအောင်ကြန့်ခိုင်အောင်ကြိုးစားရမယ်ဒါကိုပြောတာ ကောင်းဆိုးလောကရန်ကြံ့ကြံ့ခံသစ္စာတရားတွေကို